အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေထားလေးကိုအာယုံပြုနိုင်မလို့လေအဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေ အဲ့တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘောကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်။အရဟံကိလေသာ အပူကင်း၍ငြင်းအေးတော်မူသောမြတ်စွာဘုရား။ဒီခါလည်းပအောင်လို့နော်။အေးအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာ။ကံစိတ်ဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရကျင်တဲ့အကျိုးရလက်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လား။ဟုတ်ကံကောင်းအောင်လုပ်။ကံပြီးတော့ဘာလား။အော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်။တနည်းရပါဆိုမေတ္တာတရား။ ော်ကိုယ်စေတနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာနော်မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိဘယ်ကိုတချို့ကကောင်းကောင်းနားမလည်ကြတာရှိတယ်မေတ္တာဆိုတာတတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာ ဘေးရန်တွေကင်းစေခြင်းနဲ့ကျမရေးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝမ်းညင်းအေးစေခြင်းနဲ့အဆင်မပြေတာဘာမှဖြစ်စေခြင်းမူအဆင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့တတဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ရှုအာလုံသောတတဝါဤ ဘေးရန်ကင်းကွာကိုယ်စိတ်နှပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရွတ်ဆုံနေကြာရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာ မြတ်စွာဘုရားရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတဝရရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောချင်တာတွေကအများကြီးရှစ်ဆက်သွားမယ်နော်ကံပြီးရင်ဘုံဘုံတို့ဘာကိုပြင်ရမှာတုံးစိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘလို့ပြင်ရမှာတုံးလူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုံ့လှုပ်အောင်လုပ်ရမယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ် နှစ်ချက်ပြောတယ်နော် စိတ်ကိုမစင်ရဲစေရဘူးစိတ်ကို မတုံ့လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းမဲချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ်အဲ့လို့ရှင်စိတ်မစင်ရအောင် စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့နော်စိတ်ကိုမစင်ရအောင် လုပ်ရင် စိတ်ကချမ်းသာတာပဲစိတ်ကိုမတုံ့မလှုပ်အောင်လုပ်ရင်စိတ်ကငြိမ်သွားတာပဲအဲ့လို့ရှင်စိတ်ကိုစင်ရအောင်နှိမ့်ဆက်တာဘယ်သူတော့စိတ်ကိုတုံ့လှုပ်အောင်လုပ်တာဘယ်သူတော့လောဘဒေါသမောဟ နော်လူချင်းမမောမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်။မကျင်နှံ့မှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်။ဘာမှမသိဘူးဘဝမှာဖြစ်သလိုပဲနေတယ်။အသိဉာဏ်ရှိအောင်မလုပ်ဘူး။လောဘဒေါသနဲ့အောင်မလုပ်ဘူး။ဘဝခန္ဓာကြောင့်သိအောင်မလုပ်ဘူး။ကုသိုလ်ကောင်းမှုစိတ်ဝင်စားကောင်းမှမသိဘူး။မောဟတွေနဲ့လွှမ်းနေရင်အဲ့ဒါစိတ်ဆင်းရဲတယ်။ဟောစိတ်စိတ်ကိုနှိပ်စက်မဲ့အရာတွေကိုလောဘဒေါသမောဟဆိုတာ။တပြိုင်တည်းတည်းမှာပဲစိတ်ကဆင်းရဲပြီဟဲ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူး။စိတ်တုံ့လှုပ်တယ်ဆိုတာဆင်းရဲလို့တုံ့လှုပ်တာ။ နော်ချမ်းသာနေရင်စိတ်ကမတုံ့လို့ဘူးငြိမ့်နေတာဟုတ်လားအဲ့တော့စိတ်မတုံ့လို့ခြင်းမူဆိုလို့ရှိရင်ဘုမတို့ဘာလို့မလုပ်ချမ်းသာအောင်လုပ်ရမယ်ချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမယ်မဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင်လုပ်ရမယ်ဆင်းရဲစေတတ်တဲ့အရာတွေဘာတွေတော့လောဘဒေါသမောဟရောနော်အဲ့ဒါဘယ်လိုလုပ်အောင်လဲဆိုတော့အနှစ်ချုပ်ပြောရင်တတိနဲ့လုပ်ရတယ်တဲ့တတိနဲ့ကာကာကွယ်ရတယ်ကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမှန်ကအောက်မေ့နေတဲ့သဘောလေးဟိုနေ့ကတော့ဦးဇင်းတို့ပြောသေးတယ်လေး ကိုကိုဘာဖြစ်နေလဲဝင်လေလေးဝင်နေတယ်ထွက်လေလေးထွက်နေတယ်ပုံမှန်ဖြစ်နေတယ်အဲ့ဒါလေးပုံမှန်သတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရကာကွယ်ပြီးသားတားဆီးပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမစင်ရဲဘူးအနှောက်ရှက်ပေးမဲ့ကောင်းတယ်နဲ့ကင်းတယ်စိတ်ကချမ်းသာသွားသူတို့နဲ့ဝေးလေစိတ်ကချမ်းသာလေချမ်းသာပြီးဟေးဆိုလေးလေးပါတော့ငြိမ်လေလေးပဲဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်